ရုရှားကယူကရိန်းကို drone တွေအလုံးအင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။သတင်းအပြည့်အစုံကိုပြောပြပါမယ်။ယူကရိန်းစစ်ပွဲရဆိုင်ရေးအတွက် Trump နဲ့ Putin တို့ကြားဖုန်းဆက်စကားမပြောခင်မှာရုရှားကယူကရိန်းကိုစစ်ကာလတလျှောက်ပမာဏအကြီးမားဆုံး drone တိုက်ခိုက်မှုကြီးတစ်ခုလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မေလ18ရက်နေ့တိုက်ခိုက်မှုကမြို့တော် Kiev အပအဝင်ယူကရိန်းနိုင်ငံအနှံ့က area တွေကိုပိတ်မထားခဲ့တာဖြစ်ပြီးထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ Kiev မှာတော့အမျိုးသမီးတဦးအသက်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ရုရှားနဲ့ Ukraine တို့ကြားအပြစ်အခတ်ရစဲရေးအတွက်မေလ16ရက်နေ့မှာ American သမ္မတ Trump နဲ့ Russia သမ္မတ Putin တို့ဖုန်းဆက်ဆွေးနွေးဖို့အစီအစဉ်ထားပေမဲ့အဲ့ဒီမတိုင်ခင်တည့်ရက်မှာပဲ Russia ကအခုလို drone တွေအုံနဲ့ကျင်းနဲ့အသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ Ukraine ကဆွဆွဲပါတယ်။ American အစိုးရက Russia နဲ့ Ukraine တို့ကြားအပြစ်အခတ်ရစဲရေးသဘောတူညီမှုရရှိဖို့အပူတပြင်းတောင်းဆိုထားပြီးနှစ်ဖက်ကြားစေစံညှိနှိုင်းပေးနေပါတယ်။ ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာပြီးခဲ့တဲ့သတင်းပတ်ကုံကတူရကီမှာတွေ့ဆုံခဲ့တာပါနှစ်ဖက်ကြားအပြစ်ခတ်ရက်ဆဲရေးသဘောတူညီမှုမရခဲ့ပေမဲ့တဖက်စီကနေတုံ့ပန်းတထောင်စီပြန်လွှတ်ပေးဖို့ကိုတော့ညှိနှိုင်းလက်ခံခဲ့ကြပါတယ်ယူကရိန်းလေတပ်ရဲ့အဆိုအရမေလ18ရက်နေ့မှာရုရှားက drone စုစုပေါင်း283စီးကိုအသုံးပြုပြီး KF မြို့တော်နဲ့အနီးတစ်ဝိုက်ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီ drone တွေတဲက88စီးကိုတော့ပစ်ချနိုင်ခဲ့တယ်လို့ပြောပါတယ် အခုတစ်ချိန်မတိုင်ခင် ယူကရိန်းကိုဒရုန်းတွေအများဆုံးအသုံးပြုပြီးရုရှားတိုက်ခိုက်ခဲ့တာကကျူးကျော်စေ၃နှစ်ပြည့်မတိုင်ခင် တရက်အလို February 23ရက်နေ့ကဖြစ်ပါတယ်။ Trump ကသူဟာ Putin နဲ့ရောယူကရိန်းသမ္မတ Zelensky နဲ့ပါတီးခြားစီ ဖုန်းဆက်စကားပြောဖို့စီစဉ်ထားကြောင်းအတည်ပြုထားပါတယ်။လက်တလုံးမှာတော့ American ဟာကနအူးအဆင့်ရပ်ပေါင်း30ကျားအပြည့်အခက်ရက်စက်ကြီးအကောင့်ထဲပို့နိုင်ဖို့အရှိန်မြင့်တွန်းအားပေးနေတယ်လို့သိရပါတယ်ရှင်။